ကောသလမင်းကြီးကမြတ်စွာဘုရားရှင်ကိုတော်မြတ်ကိုဘုန်းတော်ကြီးတော်မြတ်စွာဘုရားတပည့်တော်အိမ်မက်ထဲမှာဘုရားညတော်မှာကြောင်းပြန်ကြီးဘုရားအိမ်မက်ကလောကထုံးတဲ့အစင်လာအပြင်မိခင်သွားမှကြီးဟာသူ့သားလေးကိုနှုတ်တားရပြီးသူ့သားလေးကသူ့အမေရဲ့နှုတ်ကိုဆို့ပြီးတော့တဖြည်းဖြည်းအရွယ်ရောက်ပြီးတော့ကြီးပြင်းလာရတယ်ဒါထုံးစံပါရဲ့မြတ်စွာဘုရားဒါပေမဲ့လို့ တပည့်တော်အိမ်မက်ထဲမှာနွားမကြီးတစ်ကောင်ကသူဒီကနေ့မွေးတဲ့နွားလေးရဲ့နှုတ်ကိုရှစ်လက်နှစ်ချောင်းကိုထားရှစ်ချောင်းနှစ်ချောင်းပြောပြောလက်နှစ်ချောင်းပြောပြောအတူတူပါပဲဒီနော်ရှစ်လက်နှစ်ချောင်းကိုထားပြီးတော့သူ့ခေါင်းကြီးကို နွားလေးရဲ့ဝမ်ဘိုက်အောက်ကိုရှိုးခါခါရရဟိုကျိုးကျိုးနုံနုံနဲ့နှုတ်ဆုပ်နေရတာပေါ့တပည့်တော်မြင်တယ် ဘယ်လိုလဲမြတ်စွာဘုရားဒီမှာကတပြည့်တော်လည်းပဲစဉ်းစားလို့မရဘူးဘယ်လိုအကျိုးပြစ်ရှိပါလဲဓာရမင်းကြီးတဲ့နောက်တစ်ချိန်ကြလို့ရှင်လောကမှာသူတော်ကောင်းတရားတွေဆုတ်ယုတ်လာတဲ့ကာလရောက်ရင် ဆုတ်လာတဲ့ကာလဆိုအများကသူတော်ကောင်းတရားတွေကိုလက်မခံကြတော့ဘဲနဲ့နာမနာอยู่ကြတော့မလိုက်နာခြင်းကြတော့ဘူး လူမိုက်တွေရဲ့စကားကိုသာအများသဘောကျလာကြတဲ့လက်ခံလာကြတဲ့လိုက်နာလာကြတဲ့ဒါအမှန်ဆိုပြီးတော့ယုံကြည်လာကြတဲ့ကာလတွေကိုရောက်လာလို့ရှင်လူကြီးသူမတွေမိဘဆရာတွေရဲ့ဂုံတွေဟာတိတ္တနာလေအောင်းမေးတဲ့ပုံကိုယ်တွေအေးစုပြုကောင်းတယ်ရဲ့လို့အောင်းမေးမိတဲ့ပုံကိုယ်တွေနေပါပြီးတော့သွားလိုက်မယ်ဒီအယူဆတွေပြတ်ကွက်သွားလိုက်ဩအဲ့ဒီကြရင်မိဘတွေဟာမိဟုဖာဟိုတွေဟာ နိုင်ငံတော်ကသာသမီတွေကိုကျွေးမွေးစောင့်ရှောက်ခဲ့ပေမယ်လို့သူတို့အလှဲ့ကြတော့မိဘတွေကိုပေါ်မှာသာသမီတွေကအာဒီလူအိုလူမင်းနေရဘာမှသူတို့ကိုသူတို့လောက်ကင်မစားနိုင်ဘူးငါတို့ကလှုပ်ကျွေးနေရတာပဲဆိုပြီးတော့ဝန်တို့ဝန်ဖို့တစ်ခုလို့ရှုမြင်လာကြလိမ့်မယ်ဒီနေ့ကလောကမှာလည်းဥစဉ်တို့ထားတယ်မြင်လာရပါတယ်ပြိနိုင်ကန်းနိုင်တဲ့မိဘတွေကိုကြတော့အာမလေးအဖေးအမေနဲ့မိဘကမပြိနိုင်မကန်းနိုင်မကျွေးနိုင်ဘူး ဆိုလိုတာမိဘကိုပြန်ပြီးလှုပ်ကြည့်နေရပြီဆိုရင်တချို့သားသမီးတွေဆိုရင်မိဘဩဇာအာဏာဘာမှသူတို့ဘာမှမတီးတော့မိဘကဘာပြောပြောသူတို့နားထဲမဝင်တော့ဘာမှမိဘတွေကအရင်မပါတော့မိဘဩဇာအရှိန်ဝါအကုန်လုံးကြဆင်းပြီးတော့သွားခမားကြီးတို့ရှာမရှိပါနဲ့သူများတို့သာစားပြီးအသာနေစမ်းပါဆိုတဲ့အချို့မျိုးတွေဖြစ်သွားတယ်နော်ဒီပုံစံမျိုးတွေမိဘတွေကအယူသေးလုံးဝ ကင်းမဲ့ပြီးတော့သွားမိဘတွေကလည်းသူတို့ကိုယ်တိုင်ရှာမစားနိုင်တဲ့အရွယ်ဟာလူအိုတော့မစွမ်းဘူးနော်အိုမင်းမစွမ်းအိုတော့မင်းမစွမ်းဘူးဆိုတဲ့ဆရာကြီးတခင်ကိုတော့မရတာလို့ပေါ့လူအိုသွားတဲ့ခါကျတော့သူတို့လည်းမစွမ်းနိုင်တဲ့အခါကျတော့အိုစားတာမကောင်းမှုပဲပြောရမှာကာလကဆော့ရုံနေတဲ့အခါကျတော့သူတို့ရဲ့ဘဝနေဝင်ချိန်မှာအစာစင်ရဲ့အနေစင်ရဲ့ ဒုက္ခတွေမဖြစ်အောင်လို့သာသမိတွေမျက်နှာကို ကြည့်ပြီးတော့တခါတည်းစင်စင်ရဲရဲနဲ့စိတ်စင်ရဲချင်းကြီးစွာ ကိုယ်စင်ရဲချင်းကြီးစွာနဲ့ပဲဘဝကိုဖြတ်တန်းဘဝနေဝင်ခြင်းကို ဆုံးသက်ကြရတဲ့အနေထားမျိုးတွေဖြစ်လာတယ်ဘောဒီနေ့ခေတ်လာတဲ့မြင်နေရကျောသာသမိရဲ့နေကိုယ်တိုင်ကအဖေကိုလမ်းဘေးလာပြစ်တာတဲ့အမေကိုလမ်းဘေးလာပြစ်တာတို့ဒါမျိုးတွေလည်းတွေ့လာရဒီလိုမျိုးနော် မိဘတွေကယေရှုကိုအောင်းမေကောင်းတယ်လှုပ်ကြွေးကောင်းတယ်လို့တော့စိတ်ထဲမှာမရှိကြတော့တဲ့အနေအထားမျိုးတွေဖြစ်လာတယ်အဲ့ဒီအချိန်ကျောင်းအဲ့လိုမျိုးဖြစ်လာတဲ့အခါလူငယ်တွေအယူအဆအတွေးခေါ်တွေရဲ့ဒီလိုပုံစံမျိုးတွေဖြစ်လာတဲ့အခါကျတော့မိဘဖအိုမစွမ်းနိုင်တော့တဲ့လူကြီးတွေဟာအာသမိတွေငယ်ရွယ်သူတွေကိုခရပြီးတော့အားမျက်နှာငယ်လေးနဲ့အသက်မွေးကြရတဲ့အနေအထားဆင်းဆင်းရဲရဲနဲ့ ဘဝနေကအဆုံးသက်ရတဲ့အနေအထားမျိုးတွေဖြစ်လိမ့်မယ်သာသမီတွေကိုခါခါရရသူတို့ကြွေးခြင်းမွေးခြင်းအောင်ကိုယ်ကိုမစွန့်ပစ်အောင်မညှို့ညင်အောင်ဆိုပြီးတော့မျက်နှာငယ်ရတဲ့အနေအထားမျိုးတွေရောက်သွားလိမ့်မယ်တဲ့မြတ်စွာဘုရားကဒါဆင်းပြဒီအကြောင်းကိုပဲဦးဇင်းတို့ရှင်းစရာရည်ရည်ကပြားလေးတွေဆက်ထားတယ်။မှတ်လို့လည်းတံပြောက်တံပေါက်ကပြားလေးတစ်ခုရှင်းရတယ်။ နွားငယ်မနှုတ်နွားစီတို့စို့လို့မြင်မှတ်သည်ဂျေစုကြည်လာမင်းနဲ့ဖာတာကဝေကျွေးမြည်နွားငယ်မနှုတ်နွားစီတို့စို့လို့မြင်မှတ်သည်ဂျေစုကြည်လာမင်းနဲ့ဖာတာကဝေကျွေးမြည် ဘာငယ်မာလီရဲ့နှုတ်ကိုနှွားကြီးတွေဝိုင်းပြီးတော့ထားတယ်ခါခါရရစို့နေရတယ်လို့ပဲဒါအိမ်မက်ရဲ့နမိတ်အကျိုးကဘာလို့ဆိုတော့အာသမီတွေကဝေမျှပြီးတော့ပေးသမျှကမ်းသမျှတွေနဲ့အသက်မွေးရတယ်လို့ပြောချင်တဲ့သဘောဘုရားဘုရားအောင်ဆရာတော်ဘုရားကြီးကတော့အဲ့ဟာကိုခပြအောင်တော့ဒီနည်းရေးပြတယ်ဇနေဖွာနွားလာတဲ့တားငယ် ထညာကိုမိခင်ဆိုတဲ့ထူလို့မှတ်ဖွယ်ဂျေစုကျွဲမွေးမဲပါရင်ဘောစာမကုံတန်းတော်တမိထောင်သားထောင်ချော့ရတဲ့ပြောင်းပြောဝစင်ဒီနေ့မှာွားတဲ့နွားသားငယ်လေးရဲ့နှုတ်ကိုမိခင်ကြီးကစွန့်နေရတယ် ေစုကျွယ်မင်းမွယ်ဖာရင်ဒေစုကြီးမားလာတဲ့မိဘအရင်မိရင်ဖာရင်နေဟာအဟောအစားမပြည့်စုံကြလို့စာဝတ်နေရတဲ့သာသာထသမိထချော့မော့ပြော့ပြောင်းမသူတို့အလိုတိုင်းနေပြီးတော့အသက်မွေးကြရတဲ့အနေအထားကိုကြောက်သွားလိုက်မယ်လို့ဦးတော်ဆရာတော်ဘုရားကြီးကအဲ့ဒါလုံးစည်သာဆက်ဆူခဲ့တယ်ပေါ့